မိတ်ဆွေပေါင်းကျမ်းမချမ်းသာရှိကြပါစေဗျကျွန်တော်တို့ရဲ့ဟိုးရုံးကလဖိတ်ဆိုင်နေစီကကြိုဆိုလိုက်ပါတယ်ဟိုးရုံးကလဖိတ်ဆိုင်ဆိုတဲ့အတိုင်းပဲအရင်တော့ကလဖိတ်ဆိုင်ထိုင်ရတယ်လို့မျိုးစိတ်ဝင်စားစရာအကြောင်းအရာရောက်တဲ့ရရအကြောင်းအရာဘောင်းစုံကိုမျှဝေပြီးသွားမဲ့အစီအစဉ်ဖြစ်ပါတယ်ဗျတကယ်တော့ကျွန်တော်တို့ဒီနေ့ ပြောမဲ့အကြောင်းအရာလေးကကျွန်တော်တို့ဒီ channel ရဲ့ပထမအဦးဆုံးအဖွင့် post လေးအကြောင်းအရာလေးဖြစ်နေတာပါဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်တဲ့အချက်အလက်ပိုင်းဆိုင်ရာကကျွန်တော်တို့အာပြည်စုံလောက်မရတာနဲ့ကျွန်တော်တို့ဒါကိုနောက်ဆုတ်လိုက်ရပြီအခုမှပဲဒီအကြောင်းအရာလေးမျှဝေဖြစ်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ channel ဖြစ်တဲ့ဟိုးတုံးကလက်ဖက်ရည်ဆိုင်ဆိုတဲ့အတိုင်းပဲအခုကလည်းလက်ဖက်ရည်ဆိုင်လေးတစ်ခုရဲ့အကြောင်းသို့တော့လက်ဖက်ရည်ဆိုင်ဆိုတာထက်သူ့ရဲ့နောက်မှာ မြင်အားစွာအထိပ်ပဲခြေဝန်းနဲ့လက်ဖက်ရည်ဆိုင်အဲ့ဒီလက်ဖက်ရည်ဆိုင်တွေရဲ့အကြောင်းကိုမျှဝေမှာဖြစ်ပါတယ် တပိတ်ဆိုင်တွေကခင်မျိုးမျိုးပြောင်းလဲလာတဲ့နောက်သူတို့လည်းအမိလိုက်ပြောင်းလဲကြရပါတယ်။အရင်ကတော့အိန္ဒိယလက်ဖက်ဆိုင်ရှိမယ်၊တရုတ်လက်ဖက်ဆိုင်၊ဗမာလက်ဖက်ဆိုင်စတာဖြစ်ပုံစံတွေတိတ်တော့မတူဘူးပေါ့။ဥပမာအိန္ဒိယလက်ဖက်ဆိုင်ဆိုလို့ရှိရင်စမူစာရှိမယ်၊နံများခါကြပလာတာစသဖြင့်ဒါမျိုးတွေရှိမှာပေါ့။တရုတ်လက်ဖက်ဆိုင်ဆိုလို့ရှိရင်လည်းပေါ့စီအီချာကွေးတရုတ်မုံတွေနဲ့အာယူပြီးတော့ဗမာဆိုင်ဆိုရင်တော့လက်ဖက်တုပ်တို့အတုပ်တို့မဝင်းကားတို့နဲ့ဒီလိုပုံစံမျိုးလေးတွေတွားကြတာပေါ့။ဒါကတော့ကျွန်တော်တို့ဟိုလူလက်ပိုင်းတွေဆိုလို့ရှိရင်သိပါတယ်။ အဲဒါပေမဲ့အဲ့လက်ဖက်ဆိုင်တွေမှာတူတာကတော့လက်ဖက်တောင်းမဲ့မုံစားမဲ့စကားပြောမဲ့တခြင်းနားထောင်မဲ့ဒီလိုမျိုးပေါ့အတီကကတော့အဲသူ့ဝိုင်းနဲ့သူရှိမဲ့သူ့ချိန်နဲ့သူသူ့ဆိုင်နဲ့သူဒါထိုင်နဲ့လူမတူစီပိုင်းသမားတွေလူငယ်တွေတကြီးပိုင်းတွေရောက်ကသူရက်ွက်သားတွေဝန်ထမ်းတွေစသဖြင့်အဲ့လိုမျိုးပေါ့သူ့နေရာနဲ့သူထိုင်ကြတယ်သူ့ဝိုင်းနဲ့သူထိုင်ကြတယ်သူ့ချိန်နဲ့သူထိုင်ကြတယ်ပေါ့အဲ့နောက်တော့အဲဗီဒီယိုပြတာတွေအဲ့နောက်ကနေဘောလုံးပွဲပြတာတွေအဲ့ရနေစင်စင်ပြောင်းလဲလာပြီးတော့နောက်ဆုံးမှာတာကတော့အဲလက်ဖက်ဆိုင်နေရာမှာစားပွဲစုံဆိုင်တွေက ဝင်နေရာယူလာကြတာမျိုးပေါ့လက်ဖက်ရည်ဆိုင်စစ်စစ်ဆိုတာကောအာအတော်လေးရှားသွားပြီပေါ့အဲ့တော့အရင်ပုံစံလက်ဖက်ရည်ဆိုင်ဒီထဲမှာနေရာတစ်ခုမျိုးတစ်မျိုးတည်းတည်တာမျိုးမဟုတ်ဘဲနဲ့နာမည်ကျော်တာမျိုးမဟုတ်ဘဲနဲ့တနိုင်ငံလုံးတည်တဲ့ဆိုင်ကကျွန်တော်တို့တည်မိတလောက်တော့နှစ်ခုရှိပါတယ်တစ်ခုကတော့33လမ်းအပေါ်ဘလောက်မှရှိနေတယ်လေထန်ကုန်းလို့အမည်တညာပေးထားတဲ့လက်ဖက်ရည်ဆိုင်နောက်တစ်ဆိုင်ကတော့ရန်ကုန်တက္ကသိုလ်ရဲကဦးချစ်လက်ဖက်ရည်ဆိုင် ဆိုတော့လေထန်ကုန်းကတော့စာပေသမားတွေထိုင်ရာကနေပြီးတော့စာပေသမားအလောင်းလျာတွေစာပေကိုစိတ်ဝင်စားသူတွေပါလိုက်ထိုင်ရင်းနဲ့အဲ့စာပေထဲမှာပါလာရာကနေလူတိများလာကြတာပေါ့အဲစာပေသမား ဖြစ်ပြီးဆိုလို့ရှိရင်လေထံကုန်းမှာမထိုင်ရရင်ကိုပဲဒါကလိုအပ်ချက်တစ်ခုရှိနေတယ်လို့မျိုးဒီလိုမျိုးလေးပေါ့အဲ့လိုပဲရန်ကုန်တက္ကသိုလ်ပင်မထဲမှာရှိနေတဲ့ဥချစ်လက်ဖက်ဆိုင်ကလည်းတက္ကသိုလ်ကျောင်းသားတွေကြားမှာနာမည်ကြီးရာကနေပြီးတော့တက္ကသိုလ်ရင်ကျင်းမှုရဲ့ပြရောက်တစ်ခုဖြစ်လာပြီးတော့ရတစာပေဒီမှာပါဝင်လာရာကနေတက္ကသိုလ်တက်ဖူးတဲ့သူတက်နေတဲ့သူမတက်ဖြစ်တဲ့သူစသဖြင့်မြည်တို့ပင်ဆိုဒီကမူဒီဥချစ်လက်ဖက်ဆိုင်လေးကိုထိုင်ကြည့်ခြင်းစိတ်ပေါ်ခဲ့ကြဘူးပါတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်တို့အဲ့ဒီ ဥချစ်လက်ဖက်ဆိုင်ဒီအကြောင်းပြန်ပြောရအောင်ပါဒါကကျွန်တော်တို့ကိုယ်တိုင်သိမိတာမျိုးမဟုတ်ပေမဲ့လည်း online ပေါ်ကမှတ်တမ်းနေပြီးတော့ Cherry Magazine 2000စက်တင်ဘာအောက်တိုဘာဒီဇင်ဘာပြီးတော့ကိုကိုအဲကိုပိန်ပိန်ရဲ့1986အာပန်တက်ကတူ Magazine Interview စရာစာအောင်သက်ဆွေရဲ့ဆောင်းပါပြီးတော့ဥချစ်လက်ဖက်ဆိုင် page အဲ့ကနေရတဲ့အချက်လက်တွေပုံတွေကိုလေးစားစွာနဲ့စုပေါင်းမျှဝေခြင်းဖြစ်ပါတယ် ကျွန်တော်တို့လေလာမိတဲ့လောက်ကတော့မူလာဥချစ်ဆိုင်ကယာမညဆောင်ရဲ့မြောက်ဆူဆူရန်ကုန်တက္ကသိုလ်ရဲ့ခြံစည်းိုးထောင်ကတစ်ထက်တိုက်ပြားလေးလို့ဆိုပါတယ်။သူအဲ့မှာတောင်ပိန်းနေပင်နဲ့အုံဆိုင်နေတဲ့တောအုပ်လေးထဲမှာဥချစ်ဆိုင်ရှိတယ်။အဲ့ဒီဥချစ်ဆိုင်ကိုတောင်ကိုဆောင်စီကနေဖြတ်လန်းတိုင်းရှောက်သွားလို့ရှိရင်သူတို့အဲ့ဒီချိန်ကသတိပြုရတာတစ်တူပင်ကြီးတပင်ရှိရတယ်။အဲ့ဒီတစ်တူပင်ကြီးကကြွေကြလာတဲ့တစ်တူတစ်တူသီးညူညူတွေကအာပင်မြင့်စီကနေသူက ဒီလေဖွေတိုင်းကြွေကြွေကြတာမလို့အဲ့လိုသွားလို့ရှိရင်ကလည်းအကုန်လုံးရှောင်တိန်ပြီးတော့ចောင်းသားចောင်းသူတွေရောဆရာဆရာမတွေရောအဲအဲ့ဒါလေးကအဲ့ဒီအချိန်အဲ့ဒီကိုသွားဖူးကြတဲ့လူတွေမမမြဲရဖြစ်ကြတဲ့အရာတွေကတခုလို့ဆိုပါတယ်ဆိုတော့ကျွန်တော်တို့ကဒီဒီចောင်းနဲ့ဒီဆိုင်နဲ့ပတ်သက်လို့အော် ဘယ်လိုမှဟိုမမေ့နိုင်တဲ့အကြောင်းအရာတွေသတိရစရာတွေကများစွာရှိတာကြောင့်မလို့ဒါတွေကတော့ကျွန်တော်တို့အထူးပြုပြီးတော့ပြောမနေတော့ပါဘူး။တေချာတာတခုကဥချစ်ဆိုတာ ਨੇ အဲရန်ကုန်ပင်မတက်ကတူတွေကလက်ဖက်ရည်ဆိုင်ဆိုတာကိုလူတိုင်းသိပြီးဒီဆိုင်ကကြောင်းသားကြောင်းသူတိုင်းထိုင်နေရှိတဲ့အဲရန်ကုန်တက်ကတူပင်မနဲ့ခွဲမရတဲ့နေရာတခုလို့အားလုံးသိနေကြတာဖြစ်ပါတယ်။ ဆိုတော့အဲ့ကြောင်းတဲ့ကတောင်ပိန်းတဲ့တောလီမှာဥချစ်လက်ဖက်ရည်ဆိုင်ဆိုပြီးရှိနေတယ်လို့ပဲလှဲတဲ့လက်မကြီးဘေးလှဲတဲ့လမ်းစုံအနီးမှာစေနာရှင်လက်ဖက်ရည်ဆိုင်ဆိုပြီးဥချစ်တို့ရဲ့အိမ်ရောက်မှာဖြန့်ထားတဲ့ဆိုင်လေးရှိပါတယ်အဲ့ဆိုင်နှစ်ဆိုင်ရဲ့အပေါ်တက်တွေမှာကတော့ဥချစ်တို့မိသားစုတွေနေကြဒါပေါ့အဲ့တုန်းကအဲ့ကာလမှာစေနာရှင်ဆိုင်ရဲ့တီနီယာကဝင်းဆန်တာအရှမ်းတောင်တန်းအီမကြောက်ကျောအလိမ္မာစာပေရှူရဘူးဓပ်ပုံတိုက်ဘိုးစီထမင်းဆိုင်ကိုယုံခောက်ဆွဲရေနာထွန်းစတိုးဆိုင်ဖြိုးဝေလက်ဖက်ရည်ဆိုင်တွေရဲ့အလင်မာလို့ပြောပါတယ် ရန်ကုန်တက္ကသိုလ်ကြီးတွေအဦးချက်ဆိုင်မှာကတော့ကဆက်သင်းတန်းလေးတွေအများနဲ့ပြန့်လွင့်နေမယ်။ဆိုင်တွေကနေရည်နေမှာကစီးရီးကြော်ညာတွေရှိမယ်၊ကျူရှင်ကြော်ညာတွေရှိမယ်။ဖျောင်းလက်ရည်ကြပြာစာအုပ်ပိုစတာပြင်ရေကုတင်တန်းစကားပြောတင်တန်းပိုစတာဆရာမျိုးတွေရှိနေတတ်တဲ့မြင်ကွင်းလေးပေါ့ပြီးတော့ရင်ဆိုင်ပေးမြေလေးမှာကချင်းဝိုင်းလေးတွေခတ်နေတတ်ကြလေးရှိတယ်ဆိုင်ထဲမှာကရှေးဟောင်းလက်လက်မီးကြီးကြီးတလုံးရှိတယ်ပြီးတော့ပြီးတော့စကားပြောတတ်တဲ့ချက်တူရွေးလေးဒါကဦးချက်ဆိုင်နဲ့အတူတွဲပြီးစိတ်ဝင်စားစရာကောင်းတဲ့အရာလေးတွေပေါ့ အဲ့တော့ကျွန်တော်တို့အာလေ့လာမိသလောက်ပြန်ပြီးတော့ဦးချစ်တို့ရဲ့ဟိုနောက်ကြောင်လေးပြန်ကြည့်ရအောင်ပါဆိုဦးချစ်နဲ့တတော်အောင်ကမန္တလေးမှာအရင်တုန်းကအညာထယ်ဒီလက်ကားရောက်နေဦးချစ်ကရွှေဘူစာတိပေါ့အညာတွေကိုဈေးချိုမာမြတ်မဏိဖျားဈေးရောင်ဈေးတို့မှာရောင်းရင်းနဲ့တတော်အောင်နဲ့တွေ့ပြီးတော့အိမ်တော်ကြပေါ့အဲ့တုန်းကဦးချစ်က36နှစ်တတော်အောင်က16နှစ်မန္တလေးမှာပေါ့အညာတွေရောင်းကောင်းနေတော့အစိုးရချင်မြင်တဲ့အထယ်စကြီးစောက်ပြီးသွားတော့အညာတွေရောင်းကောင်းမှမဟုတ်ဘူးလို့သူတို့ယူဆပြီးတော့အလောက်ကန်ပြောင်းမှုသူစူးစမ်းကြတာပေါ့အဲ့လို နဲ့ဒရုန်းကိုမန္တလေးမှာထားပြီးတော့ဦးချစ်ကရန်ကုန်သွားအဲ့မှာဟင်္ဒရာသာဥပရှင်နဲ့တွေ့တွေ့တော့သူကမိဘလုပ်ငန်းလုပ်ဖို့တိုက်တွန်းတယ်လို့ပြောတယ်မိဘဆိုတာကဟိုအရင်တုန်းကကလေးဘွားဆော့ကြတာတရင်ကျတဆောင်မို့ဆိုလို့ရှိရင်လေကလေးတွေကစားကြတဲ့ဟာမျိုးမိရှုမိဘလေးတွေပောက်ပြီးတော့အဲအဲ့လိုမိဘမို့အခုတော့နည်းနည်းရှားသွားပြီပေါ့အဲ့လိုနဲ့အဲ့လုပ်ငန်းလုပ်တော့ဒရုန်းကရန်ကုန်ကိုလိုက်လာတယ်လိုက်လာပြီးတော့1950လောက် လို့ဆိုပါတယ်ပြီးလည်းပြီးတော့စမ်းကြောင်းမကြီးကြီးလမ်းထိပ်မှာမိဘအလုံးယုံဖွင့်ပြတယ်တဲ့အဲအဲ့ဒါလေးထိုက်တဲ့လောက်အောင်မြင်တယ်ပေါ့ဒါပေမဲ့အလူပိန်ခံရပြီးအဲ့ဒီမှာအတော်လေးအဆုံရှုံဖြစ်သွားတယ်ဖြစ်သွားတာနဲ့တော်တော်အုံးရဲ့အမေကမန်းလေးကိုပြန်လာဖို့ပေါ့ပြန်တက်လာဖို့ပြောတာပေါ့ဦးချစ်ကတော့သူအထေသေးချင်းပြန်မတိုက်နိုင်လို့ရှိရင်မလိုက်ချင်ဘူးဆိုပြီးတော့ရန်ကုန်မှာတခြားစီးပွားရှာမယ်ပေါ့ လိုနဲ့နေလဲနေလာကြတော့တနေ့ကြတော့အဲ့မကြီးကြီးလမ်းထိပ်မှာဥညွန့်ဖီနဲ့သွားတွေ့တယ်လို့ပြောတယ်ဥညွန့်ဖီဆိုတာကဥချစ်ရဲ့တငယ်ချင်းမန္တလေးမှာအထေရောင်းဖို့ရောင်းပဲ့အဲချစ်ဒုက္ခဥပညွန့်ကျွန်တော်တက္ကသိုလ်ဗမောက်ခရဲ့ရောက်ဖပေါ့အဲ့တက္ကသိုလ်နေမြေတဲ့ကဥပညွန့်အိမ်မှာသူကနေတယ်သူက အဲ့ဥချစ်ကိုမန်လေးမပြောင်းတော့ဘူးဆိုလို့ရှိရင်သူတို့နေတဲ့တက္ကသိုလ်နားမှာထမင်းလာရောက်ပါလားကြောင်းလဲပိတ်တော့မယ်ကြောင်းပိတ်ရတယ်ဆိုလို့ရှိရင်ရန်ရောင်းကောင်းတယ်လို့တိုက်တွန်းတော့ဥချစ်ကသူစိတ်ဝင်စားသွားတော့စိတ်ဝင်စားပြီးသွားတော့တက္ကသိုလ်ရှိမှာထမင်းဆိုင်စရောင်းတယ်လို့သိရပါတယ်စရောင်းတော့1959ခုနှစ်တဲ့တက္ကသိုလ်ဓမ္မယုံကြီးရဲ့ရှေ့မျက်နှာစာလမ်းမကြီးပြီးမှာသူကအဲ့တော့တဲတန်းနေရှိတယ်လို့ပြောတယ်အဲ့မှာထမင်းဆိုင်အကျော်ဆိုင်ဘုံငါးဆိုင်တွေပေါ့သူကစိုင်းတစ်စိုင်းကိုအဲ့ဒီအချိန်ကတစ်နှစ်ကိုရှေ့ရပေးရတယ်လို့ပြောတယ် အဲထမင်းစရောင်းမယ်ဆိုတော့အဲဦးညွန့်ဖေကိုယ်တိုင်သူကအင်္ဂလန်လို့ပကံခွက်ရောက်တွေလိုက်ဝယ်ပြီးတယ်အဲ့တုန်းကအဲ့လမ်းမကြီးမှာသူကငကားကားလိုင်းရှိတယ်တဲ့အဲသူအရင်တုန်းကလိုင်းကားတွေကသူကနဘတ်နဲ့မဟုတ်အဲ့လိုအယုတ်တွေနဲ့ပြီးရအောင်အဲ့တော့ចောင်းသားတွေခီးတယ်တွေအဲ့ငကားကားလိုင်းကအဲ driver တို့ spare တို့ကအဲ့ဒီဆိုင်လေးရဲ့ဖောက်တယ်ပေါ့ဦးချစ်ကအဲ့ဒီမှာထမင်းရောင်းတဲ့ကိစ္စကိုထိုင်ခံလုပ်တယ်တတော်အောင်ကအပြင်မှာဈေးထွက်ဝယ်တယ်ဆိုင်အတွက်တာငါဟင်းဟင်းအစုံပေါ့ပြီးတော့ကိုယ်တိုင်လည်းခေါင်းမှာရွက်တယ်ပြီးတော့ထမင်းရောင်းခဲ့ရတာပေါ့ဦးချစ်ကညွန်ကြားပေါ့ စာရင်းထမင်းရောင်းရကနေပြီးတော့ចောင်းဖွင့်ချိန်တည်းရောက်လေရောက်ကုန်အဲ့ထမင်းဆိုင်ထဲမှာပဲလက်ဖက်ရည်စရောင်းကြည့်တယ်အဲဆိုတော့ចောင်းသားအများစုကနေတိုင်းထမင်းမစားရင်သာနေမယ်လက်ဖက်ရည်ကတော့နေ့တိုင်းတောက်တယ်ဆိုတာဒါကိုဥရှင်ကရိမ့်မိသွားတာတိသွားတာပေါ့သတိထားမိသွားတာပေါ့အဲ့ဒါနဲ့သူလဲအဲသူများနဲ့လည်းအပြိုင်မရှိတဲ့အချိန်မှာရောင်းတော့မကြောက်ဘူးဥချစ်လက်ဖက်ကြီးဥချစ်လက်ဖက်ကြီးဆိုပြီးတော့ចောင်းသားတွေရဲ့ပတ်ဆက်ဖျားမှသွားတာနာမည်ရလာတာပေါ့ အဲ့တုန်းက holy overdin တစ်ခွက်ကိုပြားလေးစေတဲ့ overdin တဘူးဆိုသူက16ခွက်လောက်ထွက်တယ်လို့ပြောတယ်ပြီးတော့ကျုပ်တလုံးကိုတမတ် holy tiger တိုင်ကြီးဆိုဟုတ်ခွက်အကြီးကြီးနဲ့လေအဲအဲ့ဒါမျိုးဆိုရင်တစ်ခွက်ကိုပြား80ကျုပ်ထည့်လို့ရှင်95ပြားတစ်ချက်အဲ့လိုရောင်းတာပေါ့ចောင်းသားတွေတောက်နိုင်အောင်ကြက်ရောင်လို့ရတာကကုသိုလ်လေးရဝမ်းလဲဝရတယ်ပေါ့သူတို့ရဲ့စိတ်ထဲမှာအဲ့ဒီအချိန်ကအများစုကလူလူ secret ကိုတောက်ကြတယ် ဟောလစ်ပေါင်ဘူးကအဲ့ဒီအချိန်ကတနေ့ကို၅လုံးကုန်တယ်အဲ့လိုနဲ့တက္ကသိုလ်ဒေါအောင်ရှိကဆိုင်တဲ့နေကို municipal ကဖယ်ခိုင်းတဲ့အချိန်ရောက်လာတာပေါ့အဲ့တော့ဖယ်ခိုင်းပြီးတော့ဆိုင်ကန်းအစားပေးရတာကဘမာလဲဆိုတော့ကြီးမြင့်တိုင်တန်တရာလန်းဆိုတော့အဲကျောင်းနဲ့တော်တော်ဝေးသွားပြီဝေးသွားပြီဆိုတော့အဆင်မပြေဘူးပေါ့အဲ့ဒါနဲ့ဦးချစ်ကသူဘာစဉ်းစားလဲဆိုတော့အာသူအကြံထုတ်လိုက်တယ်အကြံထုတ်ပြီးတော့လက်သမားခေါ်ခေါ်လဲခေါ်ပြီးတော့တူတွေလွှတ်နေတန်အနေနဲ့ဘာလုပ်လဲဆိုတော့လက်တွန်းလဲလေးလုပ်တယ်အဲ့လက်တွန်းလဲလေးနဲ့ဦးချစ်လက်ဖက်ရည်လို့ចောင်းသားတွေက ကမွန်တက်ပြီးတော့အဲ့မှာအားပေးကြတာဗောလဖက်ကြီးကိုအဲ့ပေါ်မှာတင်ပြီးလက်တွန်းလန်းလေးနဲ့ရောင်းတာဒါပေမဲ့ဖြစ်ချင်တော့အဲကမာယိုလှဲတဲ့တပိုက်ကိုမီးလောင်တယ်တဲ့အဲ့တော့မီးကြီးကြီးလောင်တယ်လို့ပြောတယ်အဲသူတို့ကဖောက်တယ်တွေကလည်းအရထက်ကလူတွေဖောက်တယ်တွေဆိုတာចောင်းသားတွေမဟုတ်အရထက်ကလူတွေဗောအရထက်ကလူတွေကပါကုန်ကြတာဗောအဲ့ဒါလှဲတဲ့လဲမီးလောင်ပြီးတော့ဗောသူတို့လှဲတဲ့တင့်လန်းမှာနေသေးတယ်တဲ့စီးပွားကကြလာတဲ့အခါကျတော့နောက်ဆုံး coffee mug ဝယ်လို့ရှိရင်ဟိုလက်စွပ် ်ဖြုတ်ပြီးဝေရတဲ့အခြေအနေထိရောက်လာတယ်ပေါ့အဲ့နောက်တော့လှဲတဲ့ခုနှစ်လမ်းမှာအိမ်ငားပြီးနေကြတယ်လို့ပြောတယ်အဲ့တုန်းကသူကသားသမီး၅ယောက်ရနေပြီလို့ဆိုပါတယ်သူကကလေးတွေတွဲလို့တွဲလောင်းနဲ့လက်တွန်းလှဲနဲ့အဲ့လိုပဲလက်ဖက်ရည်ရင်ဒီလိုပဲထွက်ရတာပေါ့ဆိုင်နဲ့ကနားနဲ့မဖြစ်သေးတဲ့အခြေအနေပေါ့အဲ့လိုနဲ့ကလေးတွေကကလေးတွေနဲ့တူဦးချင်းနဲ့တော်အောင်လို့ရုံးကန်နေတော့တနေ့မှမိတ်ဆွေတယောက်ကအကူညီနဲ့အဲ့မိတ်ဆွေတယောက်ရဲ့အကူညီနဲ့လှဲတဲ့လမ်းမကြီးပေါ်မှာ ရွှေဝါဖူးတပ်ပုံတိုက်ရှိလို့ပြောတယ်။အဲ့မှာအိမ်တစ်ခုဝယ်လိုက်အိမ်တစ်လုံးဝယ်လိုက်ပြီးတော့စေရနာရှင်ဆိုပြီးတော့ဆိုင်လေးဖွင့်လိုက်တယ်။အဲ့ဆိုင်ရဲ့နာမည်နဲ့အဲဆိုတော့လူတွေကတက္ကသိုလ်ကျောင်းသားတွေအမြင်းလဲသမားတွေစိုက်ကားသမားတွေဖောက်တယ်တွေဖြစ်လာကြပြီးတော့အဲ့မှာပြန်ပြီးလာအားပေးကြပြန်ဆိုတော့အဲ့မှာကန်တက်လာတယ်လို့ပြောရမှာပေါ့အဲ့လိုနဲ့ကျောင်းသားတွေနှုတ်နဲ့ပေးထားတာကတော့ဥချစ်လက်ဖက်ရည်ဆိုင်ပေါ့သူ့ရဲ့ဆိုင်နာမည်ကတော့စေနာရှင်ပေါ့ဒီလိုနဲ့တွန်းလဲလေးနဲ့ဥချစ်လက်ဖက်ရည်ပေါ့ အဲ့နှစ်ထပ်အိမ်အောက်ကရက်ွက်ထဲမှာသူကဟိုကလှဲတန်းစင်းနဲ့လှဲတန်းအဝိုင်းကြတက်ကတူနေမိအိမ်ဆိုင်ပေါ့အဲ့ဒါစေနာရှင်ဆိုင်ပေါ့စေနာကိုရှင်းတန်းတင်အမြတ်ဆုံးကိုလောဘမထားပဲရောင်းတော့အဲသူကဦးချက်ကသူကလက်ဖက်လာတောက်တယ်ဆိုလို့ရှိရင်သူကမကြိုက်သေးဘူးဆိုရင်ကြိုက်တယ်ဒီပြောပေးတယ်ခွတ်မောက်သွားတာတို့ကွဲသွားတာတို့ကြုံလို့ရှိရင်လည်းမတော်စဖြစ်ရတာဆိုလို့ရှိရင်သူထပ်ပြောပေးတယ်ရှုံးနဲ့မြတ်တာဒါအဓိကမဟုတ်ဘူးပေါ့အဲ့လိုနဲ့ဆက်ဆံကြတော့သူကအားလုံးကကျင်တဲ့သဘောကျကြတာပေါ့လေစေနာရောင်းမြန်ဟတ်တယ်လို့ဆိုရမှာပေါ့ ကျောင်းသားတွေကလက်ဖက်ရည်ပြင်စားစရာတချို့လုပ်ပါလို့အဲ့မှာပြောလာကြတဲ့အချိန်ကျတော့အဲ့မှာဆိုင်မှာဘာလုပ်လာလဲဆိုတော့ခရမ်းကျင်သီးတုပ်ခပတ်ခါနာကီမပလာတာကလားထမင်းကျော်အဲ့ဒါလေးလုပ်ပြီးတွဲရောင်းတာပေါ့ကျောင်းသားတွေကညံ့ညံ့ဆိုလို့ရှိရင်တခါလေး၁၂နိုင်တစ်ချက်တည်းအပြိုထွက်လာကြရင်အဲ့မှာစားကြတောက်ကြ ဆိုတော့အဲ့လိုအချိန်ဆိုလို့ရှိရင်တချို့ကလည်းအာစာအုပ်နဲ့မျက်နှာမခွာပဲလက်ဖက်တောက်မုံစားပေါ့စာကြက်ပေါ့ဒီလိုမျိုးပေါ့အဲ့ဒီခေတ်တုန်းကတော့ဟို entertainment တွေကအခုလိုမျိုးအများကြီးရှိမနေဘူးလေပုံမှန်ပဲတခြားညဟိုရန်ကုန် night flight တို့ဘာလို့ဆိုတာအဲ့ဒီအချိန်မှာဒါတော်တော်ဟိုဖြစ်တယ်လို့ပြောရမှာပေါ့အခုလိုတခြားစီပေါ့အဲ့တုန်းကတခြားလက်ဖက်ဆိုင်ကလည်းမရှိဘူးတဲ့ union ထဲမှာပဲရှိရလို့ပြောတယ်အဲ့ဒီထဲမှာကြီးဆရာကြီးဦးနှန်းဦးရဲ့အမရဲ့ဆိုင်ရှိတယ်တဲ့နောက်ကလာကြီးဆိုင်တစ်ခုရှိတယ်တဲ့နောက်ပိန်ချမ်း စားတော့ဆိုင်တွေလောက်အဲ့လိုပဲရှိတယ်တဲ့အတက်တူတွေမှာစားတော့ဆိုင်ကြီးတွေအပြိုင်ရန်ရောင်းတဲ့ခင်မဟုတ်ဘူးပေါ့အဲ့တုန်းကတော့ចောင်းသားတွေနဲ့ចောင်းသားတွေစားနိုင်အောင်တောက်နိုင်အောင်အဲ့လိုပုံစံမျိုးဆိုင်တွေပဲရောင်းကြတဲ့အခြေအနေမျိုးပေါ့အဲ့တော့ចောင်းသားတွေကစားတော့ချင်လို့ရှိရင်အပြင်ထွက်ပြီးစားကြတယ်ဥချစ်ဆိုင်ကိုပဲလာကြတာပေါ့ အဲ့လိုနဲ့1960လောက်ရောက်တော့အဆောင်တင်တာတွေမှာဆရာကြီးတွေចောင်းသားတွေကတွေ့လို့ရှိရင်တွေ့လို့ចောင်းဆောင်စီကံအရာဆိုလို့ရှိရင်ညနေတန်းကောင်ចောင်းပြင်ကိုထွက်လို့မရဘူးဆရာတို့မှလည်းတောင်းရှိတယ်ចောင်းထဲမှာပဲစာကြည့်ပါလက်ဖက်ကော်ပီတောက်ချင်ထမင်းစားဆောင်မှာစီစဉ်ပေးမယ်လို့ပြောတယ်ပြောတော့အဲ့လိုအဲ့ចောင်းသားတွေကတို့ကမဟုတ်ဘူးတို့အပြင်ထွက်ချင်လို့မဟုတ်ဘူးညဘက်စာဖတ်နိုင်အောင်လက်ဖက်တောက်တယ်မုံစားတယ်ចောင်းစာလည်းကြည့်တယ်ဆိုပြီးအဲ့လိုမျိုးပြန်ပြောကြတာပေါ့ဒါဆိုရင်ចောင်းប្រវုံထဲမှာလက်ဖက်ရောင်းပေးမယ် စီစဉ်ပေးမယ်လို့ပြောတော့ဒါအကြောင်းသားတွေကမဟုတ်ဘူးသူတို့ကဥချစ်လက်ပဲဆိုင်နဲ့ကြိုက်တာဥချစ်ဆိုင်ပြင်ဘဲမှလည်းသွားတာမဟုတ်ဘူးဥချစ်ကစိတ်ရှိတယ်အကြောင်းသားတွေကိုတီးခတ်တယ်အဲကဲလို့ဆရာတို့အကြောင်းထဲမှာစီစဉ်ပေးမယ်ဆိုလို့ရှိရင်ဥချစ်လက်ဖက်ရည်လိုကောင်းကျင်ကောင်းလိမ့်မယ်ဒါပေမဲ့ဥချစ်လိုစိတ်ရှိတီးခတ်မှုတော့မလွယ်တော့ဘူးထင်တယ်တဲ့အကောင်းဆုံးကတော့ဥချစ်လက်ဖက်ရည်ဆိုင်ကိုအကြောင်းထဲကိုသွင်းဖို့စီစဉ်ပေးပါအဲ့လိုဆိုရင်တော့အကောင်းဆုံးဖြစ်လိမ့်မယ်ဆိုပြီးတော့အကြောင်းသားတွေကမြစ်တာရက်ခံတာပေါ့အဲ့လိုနဲ့ ါဟောတစ်ခုရဲ့ညစာစားပွဲမှာဆရာကြီးတွေကအေးဟုတ်ပြီဒါဆိုရင်မင်းတို့ပြောတာဟုတ်မဟုတ်ဆရာတို့လေးလာအခဲခတ်မယ်အခဲလို့ဟုတ်နေရင်ចောင်းသားတွေအစဉ်ပြောင်းစီကန်းတဲ့အညီစီစဉ်ပေးမယ်ဆိုပြီးအဲ့လိုမျိုးပြောပေါ့ပြောလဲပြောပြီးရောအဲ့ဆရာကြီးတွေကအဲ့ဒီဥချစ်တဲ့လက်ဖက်ဆိုင်လှင်းထဲမှာရှိနေတဲ့ဆိုင်ကိုတွားပြီးတော့စေနာရှင်ဆိုင်ကိုတွားပြီးလေးလာကြတယ်ဥချစ်တို့မှနိုင်ငံကចောင်းသားတွေကိုသူတို့ကဆွေလိုမျိုးလိုပဲသဘောထားတာကိုចောင်းသားတွေကညှင်းနေအောင်စာချက်ချင်းလို့ အဲဘိုင်းချက်စားခြင်းလို့အများကြီးချက်စားခြင်းလို့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ငွေဦးတီးချက်သွန်အားစာပတ်ဆက်မီပဲသူကချက်ပေးတယ်။အဲအဲ့မှာစာကြည့်ကြစာချိန်တန်းမှာစားကြပေါ့။အဲ့တော့ဆိုင်ဘေးရလမ်းလေးမှာအဲ့ကျောင်းသားတွေကဖြာခင်းထိုင်ပြီးစာကြည့်တဲ့လူကကြည့်လက်ဖက်တွေတောက်တဲ့လူကတောက်ပေါ့အဲ့ဒါကိုဆရာကြီးရတွေ့သွားတာပေါ့ဒါသူတို့အဲ့ဒါကိုသွားလေ့လာတဲ့အချိန်မှာ ပြီးတော့သူတို့လက်ဖက်ရည်ဖြော်တဲ့နေရာတွေကိုလည်းကြည့်တယ်အဆိုင်ထဲမှာလှုပ်ကြကန်ကြတာတွေကိုလည်းကြည့်တယ်ဆက်နိုင်တစ်ချက်တည်းတည်းအေးဆေးစားကြည့်တဲ့လူလက်ဖက်ရည်တောက်တဲ့လူမုံစားထမင်းစားတဲ့လူအဆောင်ပြန်သူအဲ့လိုမျိုးအစုံတွေ့ရတာပါဒီလိုနဲ့သုံးလေးကားလောက်လာလဲကြည့်ပြီးလဲကြည့်ပြီးသွားတော့အဲ့ဒီဥချင်းနဲ့ဒေါ်အုံးတို့ကသူကចောင်းယုံကိုထိတ်တာပေါ့ခေါ်တာပေါ့ခေါ်လဲခေါ်သူတို့ကလည်းအဲစိတ်ထဲမှာတော့တခုခုကောင်းတာထူးမှာပဲလေဆိုပြီးတော့အားနဲ့သူတို့ဇနီးမောင်နှံသွားကြတာပေါ့သွားလဲသွားအောင်ဆရာတွေကဥချစ်ကိုចောင်းထဲမှာလာပြီးလက်ဖက်ဆိုင်ဖွင့်ပါចောင်းသားတွေကဥချစ်က လက်ဖက်ရည်နဲ့ဥချင်းကိုကြိုက်ကြလို့ဖိတ်ခေါ်ရတာဆိုပြီးပြောတယ်အဖွေမို့လဲလူလူလာလာတိုက်တွန်းကြတာပေါ့အဲ့တော့အဲ့မှာဥချစ်ကသူကဝိုင်းတော့တာကြတယ်ဒါပေမဲ့အဲကျွန်တော်တို့ចောင်းထဲမှာမရောမရစီနေဘာဖြစ်လို့လဲဆိုတော့ဟိုသူနဲ့သူ့ဇနီးနဲ့ကဒုတူပေါင်းနဲ့လောက်ကန်ရှာဖွေစားတော့ရတာကလေးတွေလည်းတပြုံကြီးဆိုတော့ဟိုမှာလည်းဆိုင်တဆိုင်ရှိတယ်အဲ့တော့ចောင်းထဲမှာလာရောက်ရင်အခက်တွေ့မယ်ဆိုင်ခွဲထားဖို့ကလည်းမနိုင်ဝန်ထမ်းရမှာမလို့မလုပ်ချင်ဘူးဒါကြောင့်မလို့မလုပ်ပြရစီနေခွန့်လို့ပါဆိုပြီးတော့သူကတောင်းပန်ပြီးပြန်လာတာပေါ့ အဲ့လိုပြောပြီးပြန်လာပြီမြဲဆရာတွေကကြတော့လေအဲ့ဒီចောင်းထဲမှာချောင်းမို့ပဲထက်ကထက်ကလာပြောနေတယ်အဲ့လိုနဲ့တော်ကြခေါ်ဆွေးနေလိုက်တော်ကြခေါ်ဆွေးနေလိုက်နဲ့နောက်ဆုံးလည်းကြလဲကြောဦးချစ်တို့မောင်တယ်လဲသူအားနာလာတာပေါ့အဲ့လိုနဲ့ရှင်းလာလောက်အကြာကြတော့ဆရာတွေကထက်ခေါ်ပြီးတော့ចောင်းထဲမှာစီကန်းရှိတယ်သူကည၈နာရီအထိဆိုင်ဖွင့်လို့ရတယ်ဒါပေမဲ့ ချွင်းချက်အရဥချစ်ဆိုင်လာဖွင့်ရင်တော့အဆင်ပြေသလိုမိုးလင်းဖွင့်နိုင်တယ်။ကျောင်းသားတွေအဆင်ပြေရင်ပြီးတာပဲ။အဲ့လိုမျိုးဝိုင်းပြီးတိုက်တွန်းလွန်အားကြီးတဲ့အခါကျတော့ဥချစ်လည်းမငင်းတာတော့ဘူးပေါ့။ဒီလိုနဲ့ပဲအဲ့ကျောင်းတွေကတိုက်ပုတ်လေးနေရာမှာစပြီးရောင်းပစ်သွားတာလို့ဆိုပါတယ်။အာ1986 89ဥချစ်83နှစ်လောက်အထိကိုပဲဆိုင်ကိုတင်တာမရှိအဲလေလံမရှိနဲ့ဆိုင်ဖွင့်ခွင့်ရတယ်။ ဒါမဲ့ဆိုင်ကတော့အရင်ကဒီအဲ့တိုက်လေးထဲမှာကဥအောင်ကိုလက်ဖက်ဆိုင်ဆိုတာရှိဘူးတယ်တိုက်ခန်းလေးကကျင်းလို့အဖီချခွင့်ရတယ်လကက80 1086 89မှာတော့200ဖြစ်သွားတာပေါ့ည7နာရီတစ်ချက်တီး3နာရီတီးဖွင့်လို့ရတယ်အဲ့ဒီအချိန်ကျတော့လက်ဖက်ရည်တွေမကဘူးចောင်းသားအသုံးဆောင်တွေ အကုန်လုံးတစိုက်ကောင်းကစလို့သူဈေးမှန်တိုင်းရောင်းပြီးတော့ចောင်းသားတွေကအဆင်ပြေကြတယ်တစိုက်ကောင်းဆိုလို့အဲ့ဒီခက်ကစာဖို့ရခက်ရှိတာဟုတ်ရန်ကုန်တက္ကသိုလ်စာတိုက်လည်းရှိတယ်အဲ့စာဖို့ရခက်ကလည်းအဲ့မှာဒါရင်ကျေးမှုတည့်ရပဲမိသားစုနဲ့ပဲဖြစ်ဖြစ်အချစ်သူတွေပဲဖြစ်ဖြစ်တငယ်ချင်းတွေပဲဖြစ်ဖြစ်ကတယောက်နဲ့တယောက်စာဖုန်းမရှိဘူးလေဖုန်းမရှိဖုန်းကဟိုရုံးနေမှာသွားစအိမ်နေမှာဖုန်းကတအားရှားတယ်အဲ့တော့ဒီစာကိုပဲအားပြရတာဆိုတစိုက်ကောင်းပါညာစာအဆိုင်မှာအဲ့လိုမျိုးရောင်းပြီးတယ်ရောင်းပြီးတော့နောက်လည်းကြလည်းကြအောင်ဆရာကြီးတွေကဒီဟိုအစီထဲမှာ recreation center ထဲမှာပန်းဖြည့်ရိတ်တာထဲမှာနေရာကောင်းကောင်းကြိုက်တဲ့နေရာရွေးရွေးပြီးဖွင့်ဝင်ပြုမယ်လို့ပြောတယ်။အဲ့တော့ဦးချစ်ကတော်တော်ကိုတိုင်ပင်တယ်။ငါတို့ចောင်းသားတွေကချစ်လို့လှဲလှဲကနေဒီတိုက်လေးကိုဒီတော့လီတဲ့လာရောက်လာတာဒါကိုចောင်းသားတွေကနှစ်ချိုက်တယ်။အဲ့ဒီကိုရွှေ့ရင်သူတို့ညဉ့်ညင်မှလဲစိုးတယ်ဆိုပြီးတော့ အဲနောက်တက္ကသိုလ်ထဲဝင်ပြီးဆိုင်ဖွင့်တော့လှဲတန်းကအရင်ဆိုင်ဟောင်းအိမ်ကိုရောင်းပြီးတော့ကျောင်းထဲမှာပဲနေပြီးရောင်းကြတာပေါ့နောက်တော့လှဲတန်းကအိမ်ဆိုင်တစ်ခုထပ်ဝယ်ဝယ်ပြီးတော့အဲ့ဒါကိုတော့သူကစေနာရှင်တစ်လို့ပေးလိုက်တယ်ကျောင်းထဲကဆိုင်ကိုတော့စေနာရှင်နှစ်လို့နာမည်ပေးထားတာပေါ့ဒါမဲ့အားလုံးကတော့ကျောင်းထဲကဆိုင်ကိုဦးချစ်ဆိုင်လို့ပဲနှုတ်ဆွဲနေကြတာအဲဦးချစ်တို့မိသားစုကတော့အမြဲတမ်းသူတို့အာကျောင်းတိုင်းမှာဒီလိုတင့်တယ်လာတာဟာကျောင်းသားကျောင်းသူတွေဆရာဆရာမတွေရဲ့ကျေးဇူးအားလုံးသောကျောင်းသားကျောင်းသူအားလုံးဒီဆရာဆရာမတွေအားလုံးကိုကျေးဇူးတင်ကြောင်းဒါသူတို့မမေ့မလျော့ ပြောနေရှိကြတယ်ပေါ့နောက်ပြီးတော့အာခြေစရာလေးတခုလည်းရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့လှဲထဲမှာဖွင့်တော့ကအရင်ဆိုင်ဟောင်းမှာတော့ကចောင်းသားတွေကနောက်နောက်ပြီးပြောကြတာရှိတယ်တဲ့ ဦးချစ်ရဲ့ဇနီးဒေါ်အောင်ကိုဝန်လွယ်တဲ့အချိန်ဟာစာချက်ရတော့မယ့်အချိန်လို့အားလုံးကလက်ခံသိထားကြတယ်တဲ့။ဒါတကယ်လဲចောင်းသားတွေဆောင်းဝဲနီးပြီဆိုလို့ရှိရင်ဒေါ်အောင်ကကိုဝန်လွယ်ထားပြီ။တိုက်ဆိုင်တာကတစ်နှစ်လည်းမဟုတ်ဘူးနှစ်နှစ်လည်းမဟုတ်ဘူးအဲ့လိုမျိုးကိုအမြဲတမ်းဖြစ်နေတာပေါ့။အဲ့တော့သူတို့ကចောင်းတဲ့အဆောင်တွေမှာဦးချစ်ဇနီးကိုဝန်လွယ်ပြီးစာချက်ဖို့အချိန်သိပြီဟေးလို့အဲ့လိုမျိုးចောင်းထဲမှာဟိုအဆောင်တွေမှာဒီလိုဟိုអော်ကြဟေးကြအတိပေးကြလိရှိတယ်ပေါ့။အဲသူတို့မှာကတာသမီအားလုံးပေါင်းစုစုပေါင်း9ယောက်ထွန်းကားခဲ့တယ်လို့သိရပါတယ်။ အဲတမိအကြီးဆုံးကမက်ခင်ဒေါခင်အင်းမြင့်ဖြစ်မှာပေါ့အခုတော့ပြီးတော့နောက်ကိုကျော်ကျော်မဆန်းဆန်းမက်ခင်မာကြီးအမွန်နှစ်ယောက်ကတော့မောင်ခင်နဲ့မောင်ငယ်တဲ့အဲပြီးတော့နောက်မောင်အေးကိုအထွေးဆုံးကမောင်ထွေးညိုလို့သိရပါဗါတယ်အဲအဲ့လိုနဲ့ပဲဦးချစ်ကတော့အသက်85နှစ်အရွယ်1988ဒီဇင်ဘာမှာ96ပါသောယောဂာနဲ့ကွယ်လွန်သွားခဲ့တယ်လို့ဆိုပါတယ်ဒီနေရာမှာကျွန်တော်တို့နောက် မှတ်ဖတ်မိတဲ့နေရာတစ်ခုမှာကျတော့1988ဇန်နဝါရီလို့လည်းတွေ့ရပါတယ်ဆိုတော့ဒီနှစ်ခုမှာတော့အဘေဟာအမှန်လဲကျွန်တော်တို့ဟိုတေချာမပြောနိုင်ဘူးဖြစ်ပါတယ်ဗျအဲ့နောက်တော့ဦးချစ်လက်ဖေးဆိုင်ကတောင်ငူဆောင်ရှိဆွတ်ဆွတ်ကင်တင်းဆိုင်လမ်းထိပ်မှာရွှေ့ပြီးတော့တာသမီတွေကဆက်ပြီးရောင်းချတယ်လို့သိရပါတယ်အဲ့မှာဦးကျွတ်ကျော်က UCB ဆက်ဖွင့်ခဲ့တယ်လို့သိရပါတယ်ဦးချစ်ဆိုင်ရဲ့ရွှေရတုအထိမ့်မှအခမ်းအနားကို2000ခုဇန်နဝါရီ16ရက်နေ့မှာတော့ပြုလုပ်ခဲ့သေးတယ်လို့ဆိုပါတယ် ဒီလိုနဲ့ပဲဥချစ်ဆိုင်ကတောင်ကိုဆောင်ကင်တင်းမှာဆိုင်ငန်း၃ခန်းတွဲအဲဒီကနေနောက်တော့ဆိုင်ငန်းတစ်ခန်းနဲ့အဲ့လိုနဲ့2014 match လမှာနောက်ဆုံးဖွင့်ခဲ့တယ်လို့သိရပါတယ်။အဲဒီဆိုင်ကိုဦးစီးခဲ့တဲ့ဥချွတ်ကျော်ကလည်းစနေရ8လ2019အသက်66နှစ်အရွယ်မှာကွင်လွန်သွားခဲ့တယ်လို့သိရပါတယ်ဗျ။ကျွန်တော်တို့ဒီဥချစ် လဖိတ်ဆိုင်လေးနဲ့ပတ်သက်လို့ဒါကျွန်တော်တို့လေ့လာမိတယ်သိရှိတဲ့အချက်လက်တွေကတော့ဒီလောက်ပဲဖြစ်ပါတယ်ဗျဒါနောက်ဆုံးအဲ့ဒီအချိန်မှာဖွင့်ခဲ့တယ်ပေါ့အဲ့ဒီနောက်ပိုင်းအချိန်တွေကတော့ကျွန်တော်တို့ထပ်ပြီးမသိနိုင်ဘူးဖြစ်နေပါတယ်ဗျဟုတ်ကဲ့ဒါတော့ကျွန်တော်တို့လေ့လာထားပြီးဒီလောက်လေးကိုသာဆက်လက်အဲပြန်လည်မျှဝေခြင်းဖြစ်ပါတယ်အခုလို့ကျွန်တော်တို့မျှဝေမှုတွေကိုနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးကျေးဇူးတင်ရှိပါတယ်ဗျပြီးတော့ကျွန်တော်တို့ ဒီဥချစ်ဆိုင်နဲ့ပတ်သက်တဲ့အချက်လက်တွေရှေ့မှာရေးသားခဲ့ကြတဲ့ online ပေါ်မှာရေးသားခဲ့ကြတဲ့အပြင်မှာရေးသားခဲ့ကြတဲ့ပြီးတော့ online ပေါ်မှာအမှတ်တရဓာတ်ပုံတွေတင်ထားခဲ့ကြတဲ့သူတွေအားလုံးလည်းကျွန်တော်တို့ရုံငွေ30ခွင့်ရလို့များစွာကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်